ားလုံးမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်ရန်ကင်းတောင်သို့အလဲတစ်ခေါက်ရောက်ခဲ့ပါတယ်ဗျာပထမဦးဆုံးရောက်ချင်းပါပဲဗျာအဲ့တော့ဒီတကယ်ကိုစိတ်ဝင်စားစရာအကြောင်းအရင်းနဲ့ပြည့်နေနေတဲ့ရန်ကင်းတောင်ပဲဖြစ်ပါတယ်ဗျဘာကြောင့်ရန်ကင်းတောင်လို့ခေါ်ဆိုရလဲဆိုတော့ကျွန်တော်တို့ဖျားလုံးငရမင်းပေါ့နော်ဖျားလုံးငရမင်းဘွားတုံးကအဲ့လိုမျိုးဒီဒေဝတ္တအလောင်းလျာဖြစ်တဲ့တန်ငါတရားဖျားလုံးငလန့်ငရမင်းအဲ့ငါ့ဘောနော်ဖမ်းပြီးတော့ကျွန်တော်တို့ ဒါနဲ့စိတ်စိတ်မုံပြီးရောစားတွေတိတ်ထားပါတယ်အဲ့လိုစားတိတ်တာတဲ့အချိန်မျိုးမှာအဲ့တော့ကျွန်တော်တွေဒီရုံးကန်နဲ့အဲ့တော့ထွက်ပြေးခဲ့ရထွက်ပြေးထွက်ပြေးနဲ့အခုလိုမျိုးရန်ကင်းတောင်နာရောက်သွားတော့ရန်နေကင်းသွားရန်နေကင်းသွားခဲ့တယ်ပေါ့နော်အဲပြီးတော့ကျွန်တော်တွေဒါနဲ့မုံထားတဲ့ဒဏ်ရာတွေလည်းပျောက်သွားခဲ့တယ်စားတိတ်ထားတဲ့ဒဏ်ရာတွေပျောက်သွားခဲ့တယ် ်မြန်မာစားခါတောင်းတို့အဖားတောင်းတို့စပိဒီနေရာလေးမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့တောင်းတွေနဲ့ဂူတွေနဲ့ပြည့်နေတဲ့နေရာလေးပဲဖြစ်ပါတယ်မိတ်ဆွေများလေးပေါ့နော်အဲ့တော့မန္တလေးကိုရောက်ခဲ့ရင်ရန်ကင်းတောင်မဖြစ်မနေသွားရောက်ဖို့သွားရောက်ဖူးမြော်ဖို့သွားရောက်လေးလာဖို့ကျွန်တော်ပြောချင်ပါတယ်ဗျအဲ့တော့ကျွန်တော်ဒါကတော့ရန်ကင်းတောင်ရဲ့ပထမအစပုံတော့ကျွန်တော်တို့ရဲ့အစသူ့ရဲ့ဒီအပေါဝါလီမှာခုလိုမျိုးရန်ကင်းတောင်တမိုင်းချောင်းလေးတွေနဲ့ အဲ့တော့ပကြီးကားလေးတွေနဲ့အခုလိုမျိုးကျွန်တော်တွေပြသထားပါတယ်အဲ့တော့တမိုင်းချောင်းကိုလည်းအတွင်းထဲမှာဘုံကြီးတစ်ပါးပါကိုလည်းမေးလို့ရတယ်လို့စာအုပ်တွေပါလေးလည်းကျွန်တော်တွေရှိပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တွေဒီရငင်းတောင်ပေါ်တက်မယ်ဆိုလို့ရှိရင်တော့ဒီတိုင်းချီချင်းတက်လို့လည်းရတယ်ဗျာချင်းတက်လို့လည်းရတယ်အဲ့တော့လူကြီးသမားတွေပါရင်တော့ချင်းတက်ရတဲ့ညောင်းလို့အဆင်မပြေရင်တော့ကားလို့ဆိုင်ကယ်လို့နဲ့လည်းတက်လို့ရပါတယ်ပေါ့နော်ဒါဒါသူ့ရဲ့တမန်ကြောင်းလေးပဲဖြစ်ပါတယ်ကျွန်တော်လည်းဒီမှာပကြီကလေးလို့တေချာလေးလို့ရိုက်ခဲ့တယ်ဗျာသူ့ရဲ့တမန်ကြောင်းလေးလို့ဖတ်ခဲ့ပါတယ် အဲကျွန်တော်အပေါ်ကိုဆိုင်ကယ်နဲ့ပဲကျွန်တော်တက်သွားခဲ့ပါတယ်တက်သွားပြီးတော့ဒါတော့ဒီမှာပေါ့နော်အဓိကနေရာဖြစ်တဲ့ဒါဆိုရင်ငရဲမင်းလိုင်ကူပေါ့နော်ဒီဒီညာလေးကိုကျွန်တော်တစ်ချက်ပြပေးမယ်ဒါတော့ငရဲမင်းလိုင်ကူပေါ့နော်တဘာဝအလျောက်ဖြစ်ပြနေတဲ့လိုင်ကူပဲဖြစ်ပါတယ်တကယ်ကိုတကယ်ကိုပေါ့နော်တကယ်ကိုစိတ်ဝင်စားကောင်းတယ်အထဲကိုရောက်သွားတာနဲ့အေးစိတ်နေတာပဲတကယ်အေးစိတ်နေတာပဲတကယ်ကိုဟိုပြောမှတော့အေးအောင်ခံတခံလေးကိုရောက်သွားလို့ပဲတကယ်ကိုအေးစိတ်နေတယ်မှာတဲ့တဘာဝတောင်းနေတဲ့တကယ်ကို တကယ်ကိုမနော်တဘာဝဖြစ်ပြနေတဲ့တကယ်ကိုအဲစိတ်ဝင်စားဖို့ကောင်းပါတယ်အတစ်ချက်လောက်ကြည့်ကြည့်လေးအောင်နော်အဲ့တော့ဂျာတော့သူ့အောက်ကိုတွားလေလမ်းလမ်းတိုင်းလေးပဲပေါ့နော်ဟိုအောက်ကူတယ်ဆိုတော့နည်းနည်းလေးတော့မဆောက်တယ်ဗျနည်းနည်းလေးတော့ဆင်းရတယ်ဗျနော်တစ်ချက်လောက်လက်ကြည့်ပြပါ โอเคဒီမှာဒီမှာလိုင်ကူရီရတဲ့တကယ်ကိုကြောက်ဆောင်ကြောက်ခဲကြောက်သားနေတကယ်လို့တဘာဝကျွန်တော်တဘာဝအတိုင်းမှာပဲဟောအဲဒါတော့ကျွန်တော်တွေအဓိကနေရာရှိတဲ့ငရံမင်းပေါ့နော်ဒါငရံမင်းမှာအရင်တော့ကျွန်တော်တွေအရင်တော့ဒီဘရင်မင်းတပါဒီဒီစိုးစံတော့ကြတော့မုန်းကောင်ရေရှားမှုတွေဖြစ်ခဲ့တယ်ဆရာတော်ဖျားကြီးကိုတွားလျှောက်တဲ့အခါမှာဒီဆရာတော်ဖျားကြီးကဒီပေါ့နော်ဒီဒီငရံငရံမင်းကိုကျွန်တော်တွေ ဒီဆရာတော်ဘုရားတွေဖုန်ကြီးတွေရဟန်းတန်ဃာတွေဝိုင်းပြီးတော့ဒီငဲ့မင်းကိုပင့်ပြီးတော့ငဲ့ငဲ့မင်းပြေရွရင်အဲ့တော့မိုးကောင်းရေရှားမှုတွေဓာတ်တွေလုတ်ခင်ပြီးတော့တရားဇာတ်တွေပေါ်များလာမယ်စာနေခင်ပေါ်များလဲရေတွေပြန်ရလိမ့်မယ်လို့ဆိုတယ်ပေါ့နော်အဲ့အချိန်မှာရုပ်ပေါ်ပေါ်များကြလိုက်တာရေတွေကတကယ်ကိုပဲမိုးတွေပြန်ရွာလာခဲ့တယ်ပေါ့နော်အဲ့တော့ဒီမှာဒီမှာကျွန်တော်လဲ ရေတွေလောင်းခဲ့တယ်ဒီမှာပတ်စံလေးတွေတို့ကတ်ပြီးတော့အဲ့လိုမျိုးဒီလက်လက်ဘတ်တွေရွှင်အောင်လို့တချို့လဲဒီမှာကတ်ပြီးတော့အဲ့လိုမျိုးလူခဲ့တာမျိုးလည်းရှိတယ်เนาะ ဲ့တော့ကျွန်တော်ရဲ့ဒီမှာရောက်တုံရောက်ခိုင်ကျွန်တော်လည်းရည်ဒီတခြားလောင်းခဲ့တာအဲဒါတော့ကျင်းနေဘင်းကိုနိုင်တဲ့ခဲ့တဲ့ဖျားပဲဖြစ်ပါတယ်အဲဘင်းကိုနိုင်တဲ့ခဲ့တဲ့ဖျားပဲဒီငါးကောဒီငါးကောဒီဒီဖျားကွာဒီဘောနောတစ်နဲ့ထွန်းထူတာ ဖြစ်ပါတယ်အဲဒီမှာလည်းအဲကျွန်တော်ဒီဒီဟာလေးတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်အဲပြီးလို့ရှိရင်ဒီဘက်ဘီလေးမှာတော့ကျွန်တော်နေနဲ့လနေနဲ့လဆိုပြီးတော့အဲကျွန်တော်တွေပုံပုံနဲ့ ဘဘုံမင်းကောင်တို့ရုပ်ရည်လေးထူတာ တွေ့ရပါတယ်အပေါ်မှာလည်းတကယ်ကိုကြောင်သားကြောက်သားတွေကျွန်တော်တို့မနော်ကြောက်စစ်ကြောက်ခဲတွေနဲ့ကြောက်လိုင်ကူပေါ့နော်တကယ်ကိုအေးစိတ်နေတာပါပဲဗျာ โอเคကျွန်တော်လည်းပထမဆုံးရောက်ရောက်ချင်းဆိုတော့နည်းနည်းအဆုံပေါ့နော်လဲလက်ပတ်ဟိုအားလုံးဆုံအောင်တော့ကျွန်တော်တေချာလေးမဖူးခဲ့ရအောင်တေချာလေးမလေ့လာခဲ့ရအောင်ကျွန်တော်မိတ်ဆွေများရောက်သွားလို့ရှင်တော့တေချာလေးပေါ့နော်လက်လေ့လာခဲ့ပါဖူးဖူးခဲ့ပါလိုင်းဝင်များကြီးရှိပါသေးတယ်အဲ့တော့ကျွန်တော်ဒီဒီလိုက်ကမဆိုရင်တဘာရောက်ကြာရောက်နေတယ်တဘာရောက်တော့သူကြာနေမှာဆိုကြောက်ဆက်ရည်လို့ပြောမှာပေါ့အဲ့ကြောက်ဆက်ရည်ရလဲကျွန်တော်တွေဘေးဘီယာလေးဝေးကွာဘေးဘီယာတွေကျွန်တော်တွေကင်းဝေးတယ်လို့ပြောကြပါတယ်ကျွန်တော်လည်းနည်းနည်းတော့ရေလေးနဲ့တတ်ခဲ့ပါတယ် ြီးလို့ရှိရင်တော့အပေါ်တစ်ချက်တက်မယ်ဗျအဲကျွန်တော်အပေါ်ကတော့ဟိုကျွန်တော်ဆင်ပြူတော့ပေါ့နော်ဆင်ပြူတော့နင်းခဲ့တဲ့အောင်မြူသွားမှာဖြစ်ပါတယ်အဲ့အောင်အောင်မြူသွားဖို့အတွက်ကျွန်တော်အပေါ်လေးကိုတစ်ချက်တက်မယ်ဗျနော်ဒီအပေါ်ပြန်တက်တဲ့ခါမှာလည်းနည်းနည်းတော့မဆောက်ပါနဲ့ပေါ့နော်လူကြီးတွေသွားမယ်ဆိုတော့နည်းနည်းလို့ထိန်းသွားမယ်ဗျနော်အဲ့တော့ဒီဘက်လေးမှာအောင်မြေရှိပါတယ်အဲကျွန်တော်အောင်မြေကိုတော့သွားပါမယ်အဲကျွန်တော်ဒီ ငရဲမင်းကိုကျွန်တော်ပင့်ပင့်ဆောင်တဲ့ခါမှာဆင်ဆင်ပြူတော်နဲ့ပင့်ဆောင်တာဖြစ်ပါတယ်ဆင်ပြူတော်ကြီးကဒီအောင်မြင်မှာနင်းပြီးတော့ကျွန်တော်တွေဒီပေါ့နော်အောင်မြင်မှုတွေဒီလိုမျိုးအောင်မြင်သွားတယ်ပေါ့နော်ဒီမှာကျွန်တော်တွေဖះလဲတည်ထားပါတယ်အဲအဲ့အဖေရဲ့ရှေ့မှာဒီကွက်လက်လေးကနင်းပြီးတော့ကျွန်တော်တို့အောင်ကျင်တာလေးဆူတောင်းဝင်လဲအောင်မြင်တယ်လို့ဆိုပါတယ်ဗျအဲ့တော့ကျွန်တော်လည်းနည်းနည်းပါးခြေစုံရက်ပြီးတော့ဖြစ်ကျင်တာလေးဆူတောင်းခဲ့ပါတယ်အားတော့သူ့ရဲ့ဘေးမှာတော့ကျွန်တော်တို့အမအမတော့ မမြစင်းရဲ့ကျွန်တော်ပုံတော်ရှိတယ်အဒီမာဒီမာပေါ့နော်ဒီနေရာလေးဒီနေရာလေးကိုခြေစုံလေးရက်ပြီးတော့ဆူတောင်းရင်ကျွန်တော်နေအောင်မြင်နေလို့ဆိုပါတယ်ဗျအဲပြီးလို့ရှိရင်တော့ကျွန်တော်အပေါ်ပြန်တက်လာခဲ့ပါတယ်ဒီမှာသူ့ရဲ့ရှုကင်းလေးတွေနေငယ်လေးလည်းကျွန်တော်ရိုက်ခဲ့ပါတယ်ရှုကင်းတွေတကယ်ကို view ကတော့တကယ်ကိုကောင်းပါတယ်ဓပုံရိုက်တဲ့ဓပုံရိုက်တာဝန်တာပါတဲ့မိတ်ဆွေရှိနေဒီနံပါတ်ရိုက်လို့ကောင်းပါတယ်နော်တကယ်ကို view ကောင်းပါတယ်တမျိုးလုံးဒီကနေ့တွေ့မြင်မှာဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ